ဘုံဘုံကိုလာရောက်ပြီးတော့မှခොမဲ့ပေးထားတာလေးတခုရှိပါတယ်အဲ့ဒါကရှင်ဘုရားတဲ့တပည့်တော်မှာမုတ်ဆိုးမဘဝနဲ့သမီးနှယောက်ကိုဘွဲရအောင်ထားခဲ့ပါတယ်ဘွဲอยู่တော့မလိုက်ရပါဘူးတဲ့သူတို့တွေမသိအောင်အဝတ်လျှော်ပါတယ်ပြန်လာရင်အစင်နဲ့စားဖို့ပေါ့တဲ့သမီးကြီးကသူစုထားတဲ့ငွေအမေခိုးတယ်လို့ဆွဆွဲခဲ့တယ်တပည့်တော်သမီးကြီးကိုခွင့်မလွတ်ဘူးဘုရားတဲ့ခြေလဲမကျေနပ်ဘူးဘုရားတဲ့တပည့်တော်ဘယ်လိုစိတ်ထားပြီးနေရမလဲတဲ့ တပည့်တော်သူစိတ်နဲ့ကြားမရည်မကောင်းဖြစ်နေပါတယ်။သမီးကြီးလှုပ်ရဲ့လိုက်လေခြင်းပေါ့တဲ့။အမေဖြစ်တဲ့သူက သမီးနှစ်ယောက်ရှိတယ်။အဲ့ဒီသမီးနှစ်ယောက်ကိုဘွဲရပညာရဖြစ်အောင်လည်းပဲကြောင်းထားပေးခဲ့တယ်။သူတို့တွေဘွဲอยู่တဲ့အခါမှာလည်းပဲအမေကိုခေါ်သွားခြင်းမရှိဘူး။အမေကိုအတိမတ်ပြုခြင်းမရှိဘူး။အမေဖြစ်တဲ့သူကတော့သူတို့တွေဘွဲရပညာတတ်ကြီးဖြစ်ဖို့အတွက်ကိုသူများအိမ်မှာ လှည့်ပြီးတော့မှအဝတ်လျှော်ရပါတယ်တဲ့ဒီလိုအဝတ်လျှော်ပြီးတော့မှပြင်ပန်းပန်းပန်းနဲ့ရှားဖွေကျွေးမွေးတဲ့ကြီးစုကိုမှမထောက်အမေဖြစ်တဲ့သူကိုဟိုသူ့ရဲ့ပတ်စံခိုးပါတယ်လို့သမီးကြီးကဆွဆွဲတယ်တဲ့ဘလောက်တောင်မှရင်နာစရာကောင်းလိုက်လဲပေါ့ဒီအမေဖြစ်တဲ့သူရဲ့နေရာကပဲဝင်ပြီးတော့မှကြည့်ကြည့်ပါကိုမွေးတဲ့မြောက်ကိုကိုပြန်ခြောက်တာဆိုတော့အရန်ကိုခံရခက်တာပေါ့နော် ခုလိုသာသမီတွေကမိဘအပေါ်မှာကြီးစုမသိတာတွေကြီးစုကန်းတာတွေစော်ကားတာတွေအတော့ကိုများလာပါတယ်။ဒါကတော့ဖုန်ဖုန်မဲ့ကစင်းတစ်ခုမှဖတ်ရဘူးတယ်။သမီးနှစ်ယောက်ကအမေရှင်မှာမုံဘိုးတောင်းကြတယ်ပေါ့။အမေဖြစ်တဲ့သူကသမီးတို့ရဲ့နင်းတို့တွေမုံဘိုးတောင်းတာတွေများနေပြီ။ငါမပေးနိုင်ဘူးလို့ပြောတော့သမီးအကြီးမားကအမေကိုချုပ်တယ်။မလုံနိုင်အောင်ပေါ့။သမီးငယ်မားက အမေရဲ့အနားမှာပန်ထားတဲ့နှဒောင်းကိုဖြုတ်တယ်ဆွဲကြိုးကိုဖြုတ်တယ်လက်ကောက်ကိုဖြုတ်တယ်အမေကိုကြိုးတုပ်ပြီးတော့အိမ်ထဲမှာထားခဲ့တယ်လို့ဒီလိုဖတ်ရဘူးပါဒီလိုသားဆိုးသမီးဆိုးတွေတော်တော်များများပေါ်လာကြပါပြီဒါမိဘတွေအနေနဲ့လည်းပဲအထူးတတိထားစရာပဲဖြစ်ပါတယ်မိဘတွေကသားသမီးတွေအတွက်ကိုပဲကြည့်ကြတာများပါပုံမြင်လေးတစ်ပုဒ်ပြောပြပါမယ်ဒါကတော့ကတကိုးကြည့်တဲ့နှစ်သားတစ်ယောက်ကရှင်ဘီရင်ကြီးတအုပ်ကိုမေးတယ် ရှင်မင်းကြီးတဲ့မြင်းနှကောင်ရှိတယ်တဲ့အဲ့ဒီမြင်းနှကောင်ဟာရွယ်ကလည်းအတူတူအချိုးစားကလည်းပဲအတူတူပဲတဲ့အဲ့တော့အချိုးစားအတူတူအရွယ်အတူတူဒီမြင်းနှကောင်ကိုဘယ်ဟာကအမေဘယ်ဟာကသမီးဆိုတာဘလို့ခွဲမလဲတဲ့ဒီလိုမေးပါတယ်ရှင်ဘရင်ကြီးကမဖြေတတ်ဘူးနတ်သားရဲ့တဲ့ငါမငါမဖြေတတ်ဘူးငါမခွဲတတ်ဘူးတဲ့ ဒါပေမဲ့လုံကမှာပညာရှိအမကြီးတူတော်ရှိတယ်တဲ့။ तू ကတော့ဖြည့်ထားလိုက်မယ်ဆိုတော့ပညာရှိအမကြီးကိုမေးတာပေါ့။အမကြီးရဲ့တဲ့။ငါ့ကိုဒီလိုဒီလိုတော့မေးခွန်းထုတ်လိုက်တယ်ကွာတဲ့။မြင်းနှကောင်ရှိတယ်အကြွယ်ကလည်းအတူတူအချိုးစားကလည်းအတူတူအဲ့ဒီမြင်းနှကောင်ကိုဘယ်ဟာကအမေဖြစ်တယ်ဘယ်ဟာကသမီးဖြစ်တယ်ဆိုခွဲရမယ်မင်းခွဲတာလားလို့ဆိုတော့ဟောရှင်မင်းကြီးရဲ့ဒါကလွယ်ပါတယ်တဲ့အဲ့ဒီမြင်းမနှကောင်ကိုအစာကျွေးကြည့်လိုက်ပါတဲ့အစာကျွေးလိုက်မယ်ဆိုရင် အမေဖြစ်တဲ့မြင်းမဟာသမီးကို ထိုးပြီးတော့မှကျွေးလိုက်မယ်တဲ့အဲ့ဒါမြင်းအမေပဲစားတဲ့ဟာကသမီးပဲဒီလိုပြောပါဒီမြင်းမနှကောင်ကိုတယောက်တစ်ပုံစီအစာကျွေးလိုက်တဲ့ပေါ့နော်မျက်ပုံတွေပုံပြီးတော့ကျွေးလိုက်တဲ့အခါမှာအမေဖြစ်တဲ့မြင်းမကြီးကသူ့သမီးစားဖို့အတွက်ကို ထိုးပြီးတော့မှကျွေးတယ်တဲ့အကြောင်းမို့အဲ့ဒါမြင်းအမေပဲလို့ဒီလိုခွဲလိုက်ပါတယ်သိမှန်တာပေါ့ဗျာဘုံဘုံတို့တိရစ္ဆာန်လောကမှာပဲကြည်လိုက် ခွေးမကြီးတွေဟာကိုယ့်ရဲ့သမီးအတွက်အဝေးကြီးကနေအစားတွေချီးပြီးတော့သမီးဖြစ်တဲ့သူကိုကျွေးလေးရှိတယ်။တခါမှအစာမရတဲ့အခါဆိုရင်ကိုယ့်ရဲ့ဗိုက်ထဲမှာရှိတဲ့အစာကိုပါအံပြီးတော့မှကျွေးတယ်။သမီးဖြစ်တဲ့သူတွေကဘယ်တော့အခါမှအမေဖြစ်တဲ့သူကိုအံကျွေးရုံထုံးစံမရှိဘူး။ထိုးကျွေးရုံထုံးစံမရှိပါဘူးတဲ့။ဒါကြောင့်မို့ဒီကျေးဇူးတရားတွေကိုသိရမှာဖြစ်ပါလေ။အဲဒကမာကြီးကပေါ့နော်အဝတ်လျှော်ပြီးတော့မှသမီးနှစ်ယောက်ကို ။ဘိုးရဲ့ပြင်ရတာဖြစ်အောင်ကြောင်းထားပေးခဲ့တယ်။ဒါမှမဟုတ်သမီးဒီဘက်ကပြန်လှည့်ပြီးတော့မှတုတ်ပြန်လိုက်တာကနော်သူ့တို့ရဲ့ပတ်စံကိုခိုးတယ်။တခိုးမကြီးဆိုပြီးတော့မှပြန်လှည့်ပြီးတော့ဆွဆွဲလိုက်တော့ဘလောက်တောင်ရင်နာဖို့ကောင်းလဲပေါ့နော်။မိဘတွေမှာဂုံတစ်ခုရှိတယ်။အဲ့ဒါကဘာလဲလို့ဆိုရင်အာဟုနေရကနေတဲ့ဝိရအယမဆောင်းယူလာတဲ့ပစ္စည်းဝတ္ထုကိုတော့မှ အလူခံထိုက်တဲ့ဂုံရှိတယ်တဲ့။သာသမီတွေကအဝေးကြီးကနေပြီးတော့ပန်းပန်းပန်းနဲ့ ပယ်လာခဲ့တဲ့ပစ္စည်းဝတ္ထုတွေကိုပြီးပါဖြစ်တဲ့သူတွေကမတောင်းပဲမတောင်းပဲနဲ့ခွင့်မတောင်းပဲနဲ့ယူဆလို့ရတယ်ဆိုတဲ့ဂုံတစ်ခုရှိပါတယ်။ဘာဖြစ်လို့ဒီဂုံပေးထားတာလဲလို့ဆိုရင်မိဘတွေကဂျေဇုအမတန်မှကြီးမားလို့ဖြစ်ပါတယ်။ဂျေဇုကြီးမားလို့တဲ့အတွက်သာသမီတွေကိုအသက်ပါပေးထားရတဲ့မိခင်ဖခင်တွေဖြစ်တာမို့လို့သာသမီတွေရှိကနေပြီးတော့ခွင့်မတောင်းပဲနဲ့ယူဆခွင့်ရှိတယ်ဆိုတဲ့ဒီဂျေဇုဂုံလေးရှိပါတယ်။ဒါကြောင့်မို့အခု မိခင်ကြီးကိုတခိုးလိုဆွဆွဲလိုက်တာတော့လွန်တာပေါ့နော်မိခင်ဖြစ်တဲ့သူကယူသုံးခြင်းလဲသုံးမယ်မသုံးခြင်းလဲမသုံးဘူးအဲ့တော့ယူသုံးပါစေဒီကျေးဇူးရှင်ကြီးကကို့အသက်တောင်ပေးထားပြီးပဲအသက်လောက်တန်ဖိုးရှိတာမရှိအောင်ပါလေပေါ့နော်ဒါမဲ့ဒီကျေးဇူးတရားတွေကိုနားမလဲတဲ့အခါမှာမိခင်ဖခင်တွေကိုဆွဆွဲကဲရကြတာဖြစ်ပါတယ်တကယ်ဖြစ်ဖြစ်ခဲ့တဲ့ဇလန်လေးတစ်ပုဒ်ကဒီထိချင်ဆရာတော်ဘုရားကြီးရေးထားတဲ့မိဘဟူသည်ဆိုတဲ့စာအုပ်ထဲမှာမတ်သိန်းရှင်နဲ့မတ်သိန်းခင်ဆိုတဲ့ ညီမနှစ်ယောက်ရှိပါတယ်သူတို့မှာအမေကြီးတော်ကျိတ်ဆုံဆိုပြီးတော့ရှိပါတယ်အမေကြီးတော်ကျိတ်ဆုံကိုတာဝန်ယူပြီးတော့မှကျွေးမွေးပြုစုစောင့်ရှောက်ထားတာကတော့အကြီးမှမသိန်းခင်ပဲဖြစ်ပါတယ်အဲ့မသိန်းခင်ကမလိမ္မာဘူးအယမ်းဆိုးတယ်သူ့မှာယောက်ျားတစ်ယောက်ရှိတယ်သူ့ယောက်ျားကဦးလားလို့ခေါ်ပါတယ်နော်ဦးလားကငဲ့တံမှဆွဲစားတယ်ရိုးရိုးအေးအေးကြီးပေါ့နော်အဲ့လိုရိုးလေးအေးလေးအာမသိန်းခင်ကဒီဦးလားအပေါ်မှာအနိုင်ယူလေး အမေဖြစ်တဲ့သူတို့ကျိတ်ဆုံကိုလည်းအမြဲတမ်းလိုလိုဆဲရေးတိုက်ထွာတယ်။အပြင်ကိုသွားတယ်၊ဖဲရိုက်တယ်၊လောင်းကစားမျိုးစုံလှုပ်တယ်၊ထီထိုးတယ်၊ချဲထိုးတယ်အကုန်လှုပ်တာပေါ့နော်။ယောက်ျားဖြစ်တဲ့သူကလည်းအမြဲတမ်းအနံ့ယူတယ်။ဒီလိုအနံ့ယူတဲ့အခါမှာနောက်ဆုံးအဥလာကလည်းပဲသူနဲ့မပေါင်းနိုင်တော့ဘူးဆိုပြီးတော့ကွဲသွားတယ်။ကွဲသွားတယ်ပေါ့။အဲ့တော့မှဒီအကြောင်းအရာတွေကိုသိတဲ့အမ်မသိရှင်က အမရေးတဲ့ အမေကြီးကိုကျမတက်လက်ခေါ်ယူပြီးတော့မှပြည်သူစောင့်ရှောက်ပြရစီဆိုတော့မိခင်ကြီးတော်ကျိတ်ဆောင်ကိုမတ်သိန်းရှင်ကပြည်သူစောင့်ရှောက်ပါမတ်သိန်းရှင်ကတော့အရန်ကြီးမချမ်းသာရင်တောင်းပါပဲစိတ်ချမ်းသာတယ်လူတန်းစီစားနိုင်တယ်တောင်းနိုင်တယ်နေနိုင်တယ်ဝတ်နိုင်တယ်ပေါ့နော်ဟောမတ်သိန်းခင်ကတော့သူ့ယောက်ျားကလည်းသူ့ကိုပြစ်သွားတယ်ပြစ်သွားတဲ့အခါအောင်မလေးတဲ့ဖင်မကုံတဲ့၍လင်မကုံဘူးဆိုပြီးတော့မှ၁၈နှစ်သားအွယ်လေးကိုဟိုယူကောက်ယူလိုက်ပါတယ် ဆက်ကောင်နဲ့သားအရွယ်လေးကိုကောက်ယူလိုက်တော့အဲ့ဒီကောင်လေးကလည်းပဲဒီမိမကိုပြစ်ပြီးတော့မှထွက်ပြေးသွားပြန်နေနောက်ဆုံးတော့ဒီယောဂာနဲ့ပဲအဲ့ဒီမသိန်းခင်ကပွဲလို့အိဆာရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီနေ့ရောက်ကြွားချက်မှာမိခင်ကို ပြုစုဆောင်ရှောက်တဲ့မသိန်းရှင်ကတော့လူဒန်းစီချမ်းချမ်းသာသာနေနိုင်ပါတယ်အားကြောင့်မို့လို့မိဘတွေကိုစော်ကားခြင်းပုတ်ခတ်ခြင်းမလုပ်ကြပါနဲ့လို့ဘုံဘုံကပြောခြင်းပါမိဘရဲ့ကျေးဇူးတရားတွေကိုသိကြပါနားလည်ကြပါသဘောပေါက်ကြပါလို့ ဘုံဘုံကပြောချင်ပါတယ်။ဒကမာကြီးအနေနဲ့လည်းပဲဘိုးစကပုံလေးပေါ့အတောင်စုပ်ပလုတ်စုပ်တာစွန့်ပြီးကိုထုံးစံရှိတယ်။ဒါဆိုတမီဆိုစွန့်ပြီးကိုထုံးစံမရှိဘူးဆိုတဲ့စကားလိုပဲအပိယတော်ဇာယတိတော်ကောပိယတော်ဇာယတိဘယံတဲ့တာသမီတွေကိုချစ်ချင်းကြောင့်တော်ကားဖြစ်ရတယ်တာသမီတွေကိုချစ်ချင်းကြောင့်ဘေးဖြစ်ရတယ်ဆိုတဲ့စကားလေးတစ်ခုရှိပါတယ်။အားကြောင့်မို့တာသမီတွေကိုချစ်တော်လဲချစ်ပါအဲတာသမီတွေကိုလည်းပဲအထူးတတိထားစေလိုပါတယ်။အားလုံးပဲကိုယ်စိတ်နှပ်ပါ ကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။